ဆက်စော့ပြရတခါတော့ဟောတယ်။ငါကငါရဲ့တပည့်လို့ဆိုပြီးတပည့်တွေဖြစ်ဖို့အတွက်ငါတရားဟောတာမဟုတ်ဘူးတဲ့။ငါတိတယ်လို့တိပါစေ။ငါလွတ်မြောက်တယ်လို့လွတ်မြောက်ပါစေ။ငါတဏှာကထွက်ရတယ်လို့သူတို့လည်းထွက်ပြထွက်ရပါစေဆိုတဲ့ဒီစိတ်ဓာတ်နဲ့ငါတရားဟောတာတဲ့။ငါရဲ့ဒီစီယုံမှုကငါတပည့်ပရိသတ်များဖို့အတွက်ငါလှုပ်လှုပ်တာမဟုတ်ဘူး။ပွင့်ပွင့်လင်းလင်းပဲဒီလိုမိန့်ကြားခဲ့တာရှိတယ်ပေါ့။ ဲ့တော့ဥရဝေလကတ္တဗအမှုရှိတဲ့ယသိတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားဟာဆင်းရဲပင်ပန်းမှုတွေကိုခံပြီးတော့အချိန်၃လကြာအောင်ဆောင်ဆိုင်တော်မူခဲ့တယ်။အဲ့ဒါလို့ဆောင်ဆိုင်ပြီးတော့နေတဲ့အခါယသိတွေကဆောင်းရသည်ရောက်ပြီဆိုရင်အလွန်အေးပြီဆိုတဲ့အချိန်မှာသူတို့တဏ္ဍာမရှိတဲ့အကုသိုလ်တွေကိုမျောဖို့ဆုံးပြီးတော့အလွန်အေးတဲ့အချိန်မှာနေရင်စရာမြတ်ထဲမှာရေဆင်းချိုးကြခိုက်ခိုက်တုံးနေအောင်ရေချိုးကြတယ် ရေချိုးပြီးတဲ့အခါကျတော့အေးလို့မကအေးတဲ့အခါဘာလုပ်ကြတော့ဆိုမီးလုံညာအဲ့ဒီမှာမီးမွေးလို့မရဘူးမီးမွေးဖို့အခက်ခဲတွေကြုံနေတယ်ကြုံနေတော့မြတ်စွာဘုရားကမီးမွေးပေးတယ်နော်တခါမီးဆိုင်ဆရာထင်းနေမပြည့်မစုံဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကထင်းခွဲပေးတယ်ပေါ့ဆိုင်ကြီးကင်ပြီးတော့ခွဲတယ်လို့တော့မအောင်မိနဲ့ဘူးမြတ်စွာဘုရားကသူတို့ကိုကူညီပေးတာထင်းလဲခွဲပေးတယ်မီးလဲမွေးပေးတယ် ရသေတွေဒီရေချိုးပြီးတဲ့အခါမီးလုံမှုဆိုတာမြတ်စွာဘုရားရဲ့အစွမ်းတကောနဲ့ဒီမှာမီးလုံစရာလည်းရအဲ့ဒီမီးတွေညှိမ့်လို့မရတဲ့အခါလဲမြတ်စွာဘုရားကမီးညှိမ့်အောင်လုပ်ပေးရတယ်အဲ့လိုအစွမ်းတကောပေါင်းမြတ်စွာဘုရားဟာဥရဝေလကတ္တမတို့စွမ်းတကောပေါင်းပြတာ1500ကျော်တယ်တဲ့တုံးလတိတိအဲ့ဒီမှာစီယုံလိုက်တာနောက်ဆုံးကြတော့ သူကအမြဲတမ်းသူ့ကိုယ်သူယဟန္တာလို့ထင်နေဖရာတကိုးကြီးတာကိုတော့သူလက်ခံတယ်အဲ့ဒါလို့လက်ခံတော့လဲရသော်ဘုရားကိုယဟန္တာလို့ကိလေသာအာတော်ကင်းစင်တဲ့ပုဂ္ဂိုလ်ဖြစ်သူလက်ခံမှုတနေ့ကျတော့ရသော်ဘုရားက၃လပြည့်လာတဲ့အချိန်မှာသူ့ရဲ့ရင့်ကျက်လာတဲ့အနေအထားကိုကြည့်ပြီးတော့တိုက်ရိုက်ပဲစကားပြောတော့တာဘယ်လိုပြောတော့ဆိုဥရဝေလာယတိကြီးကိုရသော်ဘုရားက သင်ဟာယဟန္တာလည်းမဟုတ်ဘူးတဲ့ယဟန္တာဖြစ်လောက်တဲ့အချက်တောင်သင်မှာမရှိဘူးဒီစကားကိုမြတ်စွာဘုရားပြိတိပပမိန်ကြားလိုက်တဲ့အခါမှာသူတံဝေကားတွေရသွားတယ်ထိတ်လန့်သွားပြီးတော့သူ့ရဲ့အပြစ်ကိုဝန်ချပြီးမြတ်စွာဘုရားထံယဟန်ဖြစ်ခံယူလိုက်တယ်